ပင်နေစင်ယော်ဒီကမွေးတောင်ရှိတဲ့ပြည်စနာရှောက်ပွေသူတွေပါ။သူတို့ကလှပပြီးဆွဲဆောင်မှုရှိပေမဲ့နမဆိုးနဲ့ကြိုကြတဲ့ဓာတ်ဆိုင်လည်းရှိတာပါ။သူတို့ပင်လေပြင်းအနိုင်ကျင့်သူတွေလိုသတ်မှတ်နိုင်တာပါ။စင်ယော်ဒီကအရာအလုံးကိုစားပါလေ။တခါတည်းမှာရှင်းတကောင်လုံးကိုတမုံနဲ့မျိုးချတတ်ပါလေ။တက်ရှိဒေတာမကအတင်းနီနဲ့ဒရိဆန်နီလည်းစားပါလေ။ရေခဲမုံ၊ပီဇာ၊ပေါင်မုံနဲ့အမိုက်ပုံးလေးကအရာတွေလည်းစားပါလေ။ဒီလိုတွေ့စမြစားတာကြောင့်အသက်ရှင်သန်မှုအရှားသူတွေနဲ့တက်ခိုက်စရာမလိုပါဘူး။ ဒါပေမဲ့သူတို့ပြင်းတဲ့အခါပြန်တမ်းပြီးဖက်ဖင်နဲ့ထန်းငက်တွေကိုရှာဖွေပါတယ်။ပြင်းလက်ကန်းကြီးမှာဖက်ဖင်တကောင်ကိုတွေ့တဲ့အခါစင်ယုံငက်တွေကတွားပြီးသူ့ရဲ့အစာကိုပေးဖို့ချင်းချောက်ပါလိမ့်မယ်။ဖက်ဖင်ကအစာကိုပေးလိုက်ရင်အသက်ရှမ်းသာရရပါတယ်။ တကယ်လို့ဖက်ဖင်ငတ်တွေကအစာကိုမပေးဘဲညှင်းဆံမှာကထိုးကျိတ်ပြီးအပြစ်ပေးပါတယ်။အေးဒီဖြစ်တယ်မပေးဒီဖြစ်စေငါ့ကိုတော့ယူသွားပါတယ်။ကျုပ်ဖြစ်ရဲ့ဒီမှာဆိုဖက်ဖင်ငတ်တွေတည်ဆုံတဲ့အထိဖြစ်ပေါ်ပါတယ်။ဒါကြောင့်အများစုကတော့သူတို့ရဲ့အစာကိုရှာပြီးထွက်ပြေးပါတယ်။ဆာလန်ကဒီမှာနေမပြီးသေးပါဘူး။ဇေယုံငတ်တွေကတိတ်တိတ်လေးနောက်ရောက်ခံလိုက်ပြီးသူတို့ရဲ့အတိုက်ကိုရှာဝေးပါတယ်။ခသင်းကအစာချသွားတဲ့အခါသူ့ရဲ့ဥတွေနဲ့ကလေးတွေကိုဝါမျိုးပြီးပြန်သွားပါတယ်။ သူတို့ကအခြားဇင်ရောငှက်တွေရဲ့ဥတွေနဲ့ကလေးတွေကိုတောင်ခိုးပြီးစားပါတယ်။သူတို့ကအစာချဖို့ရမှပြင်းတဲ့အခါသူတို့ရဲ့ကိုယ်ပိုင်သားပါဝေးကိုတောင်စားပါတယ်။ ဒါနီးကက်ကြည့်မယ်ဆိုရင်ရုပ်ရှင်တွေကကြောက်စရာကောင်းတဲ့တတဝါတွေလိုပါပဲသူတို့ကလေရှူဖို့ရေမျက်နှာပြင်ပေါ်တက်လာတဲ့ဝီလာငါးနဲ့ငမန်းတွေကိုတော့စားဖို့ကြိုးစားပါလေသူတို့ကပြင်းပြထန်ထန်ထိုးစိတ်ပြီးခန္ဓာကိုယ်ရဲ့အပိုင်းအစတွေကိုစားတော့တာပါ UK မှာအစီရင်ခံတာတစ်ခုအရာကယ်ရံငရီသွားတွေရဲ့80ရာခိုင်နှုန်းကဇေယောင်ငတ်တွေရဲ့အစာလူယူရင်ခံရကြောင်းပြသနေပါလေခမန်းကြီး20ရိုင်းနှုန်းကဇင်ယောင်ငတ်တွေရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။စာလူ့ဘူအတွက်တိုက်ခိုက်တာဖြစ်ပါတယ်။ သူတို့အဖြစ်ပြောရရင်စင်ရောင့တ်တွေကိုခိုးမှုလူရဲမှုတိုက်ခိုက်မှုလှည့်ပြမှု ပြစ်စည်းပျက်စီးစေမှုဖျက်အမှောက်လို့ရဲ့အနိုင်ကျင့်မှုအာဓမငွေညှစ်မှုခလေးခိုးယူမှုစတဲ့အမှုတွေနဲ့တရားစွဲနိုင်ပါတယ်ခလေးပြန်ပိစမှုနဲ့ကြိုပြုခြင်းတွေကိုလူသားတွေပဲလုပ်တယ်လို့ထင်ပါသလားဒီ VS တွေကိုဖော်လီယာကဲသူမဟုတ်အမေဆုံး VS တွေလို့ခေါ်ပါတယ်သူတို့ကအရှားနေမိက VS တွေကိုဖမ်းပြီးကြုံဖြစ်ထားဒီမှာနှစ်ပေါင်း၅တန်းရှိပါပြီ ကျွန်းတွေကိုဒီကိုလိုနီကနေဖယ်ရှားလိုက်ရင်အမေဇုန်အန့်တွေအားလုံးတည်ယုံပါလိမ့်မယ်။သူတို့ကအစာစုစိမ့်ခြင်းနဲ့အစာကိုဘလို့စားရမလဲဆိုတာတော့မသိပါဘူး။ဒါကြောင့်ကျွန်းပရဲစိတ်တွေကကျွေးမွေးရပါတယ်။အမေဇုန်ပရဲစိတ်တွေမှာဝက်ခါနဲ့ခွင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ခွင်းတွေကဥဥတက်ပေမဲ့ဘလို့စောင့်ရှောက်ရမလဲဆိုတာမသိပါဘူး။သူတို့ကလေးတွေကိုပြုစုပျိုးထောင်မှုကျွန်းတွေလိုအပ်လာပါတယ်။ဝက်ခါတွေကလုံခြုံရေးနဲ့အဆောင်ကျက်တွေကစီးနင်းတက်ခတ်မှုကလွယ်လို့ဘာမှမသိပါဘူး။ ဒါကြောင့်နယ်မြေတန့်ချင်းကြီးနဲ့အစာစုဆောင်ခြင်းတွေကိုမလုပ်ကြပါဘူး။အရှာပြေးစစ်တွေကျူးကျော်တိုက်ခိုက်တဲ့အခါလည်းခုခံကာကွယ်ရပါတယ်။ဒါကြောင့်အစာစုဆောင်ခြင်းတန့်ချင်းကြီးခလေးပြုသူချင်းနဲ့စာကျွေးခြင်းတွေကိုကျွန်းတွေကလုပ်ကြရပါတယ်။ကျွန်းတွေရောင်းနေသွားတဲ့အခါကျွန်းတွေကိုဖမ်းဆီးဖို့တိုက်ပွဲထွက်ရပါတယ်။ကင်းထောက်ပြေးစစ်နှကောင်ကအနီးနားကဖော်မီကာကိုလိုနီကိုရှာဖွေကြပါတယ်။ ကင်းတော့တွေကရေဒါရဲ့တည်နေရာနဲ့ဖော်မီကာရဲ့တည်နေရာကိုပြန်ပြီးပြောပြပါတယ်။ဒီခါကင်းကစတင်ပါပြီ။အမေဆုံး BOS တွေကယာနိရှိတဲ့ BOS တွေရဲ့တည်နေရာကိုအချက်ပြပြီးလာနဲ့တိုက်ပွဲဝင်ပါတယ်။ Signal is given to the troops. အဲဒီကိုလိုနီကဖော်မီကာ BOS 9000ကိုအမေဆုံး BOS 900ကအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။ကိုလိုနီတစ်ခုလုံးတိမ့်ပိုက်ပြီးပြန်လည်ခုခံတဲ့မီကာ BOS တွေကိုတတ်ပြစ်ပါတယ်။ ထို့နောက်သူတို့ကတွင်းထဲကိုဝင်ပြီးအစားအစာတွေကိုမယူပါဘူး။ဒါပေမဲ့သူတို့ကဥတွေကိုခိုးယူကြပါတယ်။ဖော်မီကပြည်စိဥ14000ခန်းကိုအလက်ကြခိုးယူပြီးသူတို့ရဲ့ပြည်သူဆောင်ကြောက်ခန်းထဲမှာထားပါတယ်။ခိုးယူထားတဲ့ဥတွေအကောင်ပေါက်ထားတဲ့ခွင်းကြီးကသူတို့ရဲ့အမေဆိုပြီးအုံနောက်ဆေးကပြည်သူဆောင်ကြောက်ထားပါတယ်။ ဖော်မီကဘီယက်စိတ်တွေကအလုတ်သမားဘီယက်စိတ်တွေဖြစ်တာကြောင့်နေမီရှင်းသိရင်းနဲ့အစားအစာစုပေါင်းကြပြီးအမေဇုန်ဘီယက်စိတ်တွေကိုအစာတွေးခြင်းတောင်လုပ်ရပါတယ်။ဖော်မီကဘီယက်စိတ်တွေကလောက်ခမပေးရတဲ့ကျွန်းတွေဖြစ်ပြီးတက်ဆုံပြီးအလုတ်လုတ်ပေးတဲ့ကျွန်းတွေဖြစ်အောင်အုံနောက်ဆေးကြောထားပါတယ်။သူတို့ရဲ့ဘဝတစ်လျှောက်လုံးခေါင်းပုံဖြတ်ခံနေရတယ်ဆိုတာကိုသူတို့မသိပါဘူး။ဖော်မီကဥယျာဉ်နဲလာတဲ့ကအခြားတောင်မှုတွေကိုတွားတိုက်ခိုက်ပြီးထပ်ဖန်းယူပြန်ပါလေ ဒီလိုနဲ့ကျွန်းတွေကိုသူတို့ရဲ့ကိုလိုနီတွေထည့်လိုက်တယ်ပါတယ်အရှင်းနဲ့ကစားတဲ့သူမအကြောင်းတော့မသိပေမဲ့အစာနဲ့ကစားတဲ့အော်ကန်ငမန်းတွေအကြောင်းတော့ကျွန်တော်သိပါတယ်ဒီအော်ကန်ငမန်းတွေကိုလူသက်ဝေလငါးတွေလို့လူတီများပြီးပြည်နယ်ရဲ့အကြီးမားဆုံးမုတ်ဆိုးကြီးဖြစ်ပါတယ်သူတို့ကအသက်ရှင်တတ်မှုအတွက်တက်ဖြတ်တယ်ဆိုတာလူတိုင်းသိပါတယ်ဒါပေမဲ့တက်ဖြတ်တဲ့နီလန်ကတော့တင်းတို့ထင်တာတဲ့ပိုးရှုပ်ထွေးပါတယ်သူတို့ကပင်ဝင်းဖြန်တဲ့လင်းပိုင်တွေကိုတွေ့ရဲ့အခါစားကောင်တွေကိုလေထဲကိုမြောက်ပြစ်ပြီးကစားပါတယ်ဟော်လီဝုဒ်မှုဆိုလို့သူတို့ရဲ့ရေရက်တောင်တွေနဲ့ပုတ်ကြပါတယ် သူရဲ့အားကောင်းတဲ့အမီးတွေနဲ့တကောင်နဲ့တကောင်အပေးယူလုပ်ကြပါတယ်။ပြီးရင်တားကောင်ကိုအဝေးကြီးကိုလွှတ်ပြပြီးရေကူးနိုင်သေးလားဆိုတာစောင့်ကြည့်ပါတယ်။တားကောင်ကိုမတိမရှင်းဒီလိုလုပ်ပါတယ်။ ဘူတော့အစာကိုမကစားရဘူးလို့အမေပြောတာကိုနားလေသွားပါပြီ။ဒါကအတိတ်မဆိုးလာဘူးလို့တော့ပြောနိုင်ပါတယ်။ဒါပေမဲ့သူတို့စားတဲ့အစာစာနဲ့တော့သူတို့ကြိုက်ထားလုံနိုင်ပါတယ်။ဒါပေမဲ့စဉ်းစားစရာရှိပါတယ်။ဟောကံကမိုင်းလေးကတားကောင်ကိုတတ်ပြီးတဲ့အခါထားခဲ့ပါတယ်။သူတို့ကအဲ့ဒီအစာကိုမစားပါဘူး။သူတို့ကပျော်ရှင်ဖို့အတွက်ပဲတတ်ဖြတ်ကြတာပါ။ပြီးရင်ကစားဖို့အတွက်နောက်ထပ်တားကောင်တစ်ခုကိုရှာပွေပါတယ်။ရှင်းနဲ့ကစားတတ်တဲ့သူမအကြောင်းကိုမှမရေးခဲ့ပါဘူး။အလုံးကိုကျေးဇူးတင်ပါတယ်။